ဖျက်သီးရစားပြီးတော့အခွန်ကိုဒီလိုပြစ်နေတော့အာတီမီဝီကာသီဝူတူကပူလာနဲ့ဖျက်သီးနဲ့ကတော့ကွက်တိပဲဖျက်သီးရစားပြီးတော့ဖျက်သီးအခွန်ကိုကုလိုချင်းလေးချက်ပါမယ် ဖျဲသီးကိုခွဲထချမ်းချမ်းတစိမ့်စိမ့်ဖျဲသီးအနီတွေကိုလှီးပြီးထုတ်ထားဖျဲသီးအခွန်ကိုတော့အခွန်ခွာပြီးတော့အတုံးသေးလေးတွေလှီးထားလိုက်မယ်ပြီးရင်တော့အိုးတွေထည့်ထားမယ်တက်သွန်ဒီတလုံးလောက်ကိုလည်းပပလှီးခင်းနေသည်ကိုင်းခင်းနေသည်နှလုံးလောက်ကိုလည်းပပလှီးပြီးရင်အိုးတဲ့ထက်အိမ်မှာရှိနေတဲ့ပဇွန်စိတ်လေးနည်းနည်းထက် ဆာစနွေးမုတ်ငပီစိမ့်စားပါလီယုံနဲ့ဟင်းရွက်မုတ်ကိုထည့်ပြီးတော့တေချာလေးနဲ့ပြီးရင်အိုးပေါ်တင်ပြီးတော့ခနာလေးအဖုံဖုံထားမယ်၃မိနစ်နေမိနစ်လောက်နေမှပြန်ဖွင့်ပြီးတော့တေချာလေးမှွေပြီးရေထည့်ပြီးဖရဲသီးနူးတွေအထိတည်ထားပေးလိုက်ပါမယ်ဖရဲသီးတွေနူးသွားပြီဆိုရင်တော့အရသာလေးမြည်ကြည့်ပြီးတော့အရသာလေးလိုလိုလိုက်ချကန်ဒီမမမြေုပ်သီးသိမ့်နဲ့နာနာမီမြင်းများလေးအုပ်လိုက်တာနဲ့ဒီဖို့တတ်တာပြီးထမင်းမိန်နဲ့ဟင်းချုပ်ချိုးဖရဲသီးချင်းတစ်ခွက်ရပြီဖြစ်ပါတယ်အထင်ကြရင်တော့မကြီးမဲ့လေးထပ်ထည့်ပြီးချက်နိုင်ပါလေခင်ဗျာခင်ဗျားစားပါတော့မယ် ဒီနေ့ကတော့ဖရဲသီးတွေစားပြီးတော့ဖရဲသီးအခွန်တွေကိုကျွန်တော်တို့ကပြန်လည်ပြီးတော့သုံးပြီးတော့ဟင်းလေးတစ်ခွက်ဖြစ်အောင်လို့ဖရဲသီးချင်ဟင်းလေးချက်ထားပါတယ်။ပဇွန်စိတ်လေးပစ္စည်းလေးတွေနဲ့ငပီစိမ်းသားလေးထည့်ပြီးတော့မှုမှုပြပြန်လေးပေါ့နော်။ပြီးတော့တိုးစရာတပကံကြီးရယ်ဒါကအိမ်မှာရာသီပေါ်မယန်းသီးလေးကိုငပီကြော်လေးကြော်ထားတယ်။ပြီးတော့ဒါကတော့ကျဲဥချောင်းကြော်အိမ်မှာရှိတာလေးနဲ့ဖရဲသီးဟင်းလေးကိုချင်းလေးချက်ပြီးတော့ထမင်းမမိန်စားလို့ရပါတယ်။ပြေးသေးရင်လည်းချိုးနေအောင် ဖျက်သီးဟင်းကအေး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 အလိုပဲလုတ်ပြီးရှက်ပလာဖျက်သီးဟင်းကကျွန်တော်တို့ဘူးသီးကိုခေါ်လက်ခါသီးလို့အဲ့လောက်ချက်စားသလိုပဲစားလို့အရင်ကောင်းတယ်ပြီးရေကောင်းကောင်းလေးတစ်ခွက်嗯，明白。哎呀，明年那个比较的，明年那个比较的。 嗯，嗯，这肉也多嘛，嗯，这肉也稠呢，胶状状，嗯，够够嘛，还能飞走啊？ 别人也没让你出呢。你咋把，没叫啥物，叫啥地方？ Beleza. Vou usar essa tira de mim com beleza, já não. E eu vi mal vindo na tela. Cảm ơn các ချွေးရတတ်တော့ကြညီရတီရဲ့ယာစီပေါ်စာဖျဲသီးလေးစားပြီးတော့ဖျဲသီးအခွန်မလွတ်ပြစ်ပါနဲ့ဒီလိုလေးချင်းချင်းချက်စားကြည့်ပါ share ပဲတော့ဒီဗီဒီယိုကြည့်နေတဲ့လူတွေအရောဖျဲသီးကိုဘယ်လိုလေးချက်စားပြစ်ပါလဲခင်ဗျာဖျဲသီးခွန်လေးကမလွတ်ပြစ်ရပဲနဲ့အတုံးတက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အတွက်ဈေးဘူးလည်းတက်တာပြီးတော့ဟင်းလည်းတစ်ခွက်တိုးတာပါတော့ ဒီနေ့ကတော့အမြဲတမ်းလွတ်ပစ်နေတဲ့ဖဲသီးခွန်ကိုကျွန်တော်ကခြေဟင်းလေးချက်ပြီးတော့အိမ်မှာရှိနေတဲ့အရာလေးတွေနဲ့ထမင်းမိန်စားလိုက်ပါတယ်ကျွန်တော်လှုပ်ပြဆရာမလို့ပဲနဲ့ဈေးဘူးတက်တာပြီးတော့ခမင်းမိန်မိန်လဲစားလို့အရင်ကောင်းပါတယ်ကျွန်တော်အင်ရှင်မတွေအတွက်အကြိုက်တွေ့မဲ့ချင်းဟင်းလေးတစ်ခွက်ဖြစ်ပါတယ်ခင်ဗျာအားလုံးပဲတက်တာပါ